တော့ဘဝဆိုတာစဉ်းစားကြည့်ပေါ့နော်ကိုယ်ဘဝတွေကိုမမှတ်မိကြလို့သားဘယ်ဘဝတုန်းကဘယ်ချိန်နေဘယ်ဘဝတုန်းကဘယ်ချိန်နေဆိုတာအတိတ်ဘဝတွေကိုမှတ်မိသိရှိမယ်ဆိုလို့ရှိရင်တော့လူသားတွေရဲ့ဘဝဟာစုံကြီးဆန်းကြီးအမျိုးမျိုးကျင်နေကြရတယ်ဆိုတာသိကြမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့အဆုံးအမထဲမှာ အတိတ်ဘဝတွေကိုပြန်လည်ပြီးတော့သိနိုင်စွာရှိတဲ့အသိဉာဏ်တစ်မျိုးကိုပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်လို့ခေါ်တယ်။ပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်ဆိုတဲ့တမထချင်းစဉ်တစ်ခုအောင်မြင်လို့ရလာတဲ့အဘိညာဉ်စွမ်းအားနဲ့ကိုယ့်ရဲ့အတိတ်ဘဝတွေကိုလည်းချိန်နိုင်တယ်လို့သူများရဲ့အတိတ်ဘဝကိုလည်းပဲချိန်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်။တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာဘဝကောင်းကိုသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အဲ့ဒါတွေကိုသူတည်တနာလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အမေရိကန်နိုင်ငံမှာစာအုပ်လေးတုပ်ထုတ်ထားတယ်ရှိတယ်အတိတ်ဘဝအကြောင်းနဲ့ပတ်သက်ပြီးတော့လေးလာသုံးသပ်ထားလူဝင်စားလို့ဒီကနေ့ခေါ်နေကြတဲ့အတိတ်ဘဝမှတ်မိသူတွေအဲ့ဒီအတိတ်ဘဝမှတ်မိသူတွေကိုလူဝင်စားဆိုတဲ့နာမည်နဲ့ အတိတ်ဘဝတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာတွေကိုမှတ်တမ်းတင်ထားတာရှိတယ်။အဲဒီမှတ်တမ်းဟာတည်တည်ချာချာစစ်ဆေးပြီးသူတို့ပြောဆိုချက်တွေတခါမှမရောက်ဘူးတဲ့နေရာတွေတခါမှမဖြစ်ဘူးတဲ့နေရာတွေသူတို့ပြောခဲ့တဲ့အရာတွေဟာသွားပြီးဟိုမှာလိမ့်လာသုံးသပ်ကြည့်တဲ့အခါကျတော့မှန်ကန်နေတာကိုတွေ့ရလို့ လူဝင်စားသို့မဟုတ်အတိတ်ဘဝမှတ်မိသူ တရားရဲ့မှတ်တမ်းတွေကိုပြည့်စုံထားပြီးအတိတ်ဘဝရှိတယ် မရှိဘူးဆိုတဲ့ပြဿနာကိုအတိတ်ဘဝရှိတယ်လို့လူတွေဟာအခုလက်ခံလာကြတယ် past life လို့ခေါ်တယ်လွန်ခဲ့တဲ့ဘဝတွေမှာဘာဖြစ်ခဲ့တယ်ဆိုလူတွေကတော့သိကျင်ကြတာပဲတချို့ဘာသာတွေရဆိုလို့ရှိရင် ဘတ်စလိုက်ဆိုရင်အတိတ်ဘဝမရှိဘူးလို့ယူရဲပါတာလည်းရှိ။ဘာလို့မရှိဘူးလို့ပြောတော့ဆိုမမှတ်မိကြဘူးမသိကြဘူး။မသိသည့်အတွက်ကြောင့်အเจ้าများ တခြားတော့မရှိဘူးမမှတ်မိတာနဲ့မသိတာနဲ့မရှိဘူးပြောတာ။အဲတချို့ဘာသာတရားတွေမှာအနောက်နောက်ဘဝဆိုတာလည်းမရှိကြ။နောက်ဘဝဆိုတာလည်းမမြင်နိုင်လို့မသိနိုင်လို့မရှိဘူးလို့ပြောတာ တည်တည်ချာချာမရှိလို့မရှိဘူးပြောတာမဟုတ်ဘူးမသိနိုင်ကြဘူးအဲ့တော့မရှိဘူးလို့ပြောမဲ့အစားမသိဘူးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်မရှိဘူးလို့ပြောတာလည်းမသိနိုင်ဘူးမသိဘူးဆိုတဲ့အဖြေကပုံမှန်တယ်ပေါ့အဲ့တော့အခုအတိတ်ဘဝရှိတယ်ဆိုတာကိုလက်ခံလာကြတယ်လက်ခံလာကြလို့မစ္စရီလို့ခေါ်တဲ့ရှုပ်ဝက်စမ်းကြဲတဲ့အတိတ်ဘဝအကြောင်းအရာတွေကိုပြန်လည်ဖော်ထုတ်နိုင်စွမ်းရှိလာကြတယ် မြန်မာနိုင်ငံမှာ၃ဘွားလောက်မှတ်မိတဲ့ပုံကိုယ်တွေတွေ့ဘူးသလိုပဲ9ဘွားထီအောင် ပြောနိုင်တဲ့ပုံကိုယ်တွေလည်းရှိတယ်။သို့တော့သူတေသနာလောက်ထားတာမဟုတ်သည့်အတွက်ကြောင့်ဒီတိကျသေးကြတဲ့တတိတာရကတော့ research လောက်ထားတာတော့မရှိဘူး။သို့တော့မေးလိုက်လို့ရှင် အတိတ်ဘွားကိုပြောတဲ့ပုံကိုယ်တွေဟာရှိတယ်ပေါ့။အတိတ်ဘွားကိုပြောတဲ့ပုံကိုယ် ခွန်ကြီးတို့နဲ့နှီးဆက်တဲ့ဥစဉ်တပါးမွေးရပါခေါင်းမှာအနေရကြီးတွေရှိတယ်။အဲ့ဒီမွေးရပါအနေရကြီးတွေရှိတော့ဒီအနေရကြီးတွေကဘာဖြစ်ထားတာလုံးလို့မေးတော့လွန်ခဲ့တဲ့ဘဝကတဲ့ဓမြကရိုက်လို့သေးတာလေအဲ့ဒီဓမြရိုက်လို့ခေါင်းကိုဒါရရပြီအဲ့ဒီဒါရနဲ့သူသေဆုံးလာခဲ့တယ်ဆိုတာကိုသူမှတ်ပြီး မွေးရပါမှတ်သားကြီးတွေပါဒါဖြင့်စဉ်းစားစရာကောင်းတာကဘယ်လိုအကြောင်းနဲ့မွေးရပါဆိုတာပါလားလေဟိုဘဝကခန္ဓာကမိတကြိုပြစ်လိုက်ပြီနိရုပ်တရားမြုပ်ပလိုက်တယ်ဆွေးသွားတယ်ဘာဖြစ်လို့ဒီဘဝမှာဒီအရာက လားဖြစ်နေရသလဲလို့ဆိုလို့ရှိဥပါဒံလို့ခေါ်တဲ့စိတ်ဆွဲလန်းမှုတွေကအလွန်ပြင်းထန်တယ်အဲ့ခဏိခိတ္တတို့က genetic ဆိုတဲ့အဖြေနဲ့ဖြေလေးရှိကြတယ် အဲ့ဒီ genetic လို့ဖြစ်လာခြင်းအကြောင်းကဘာတော့လို့မေးမယ်ဆိုရင်ကတော့ဥပဒဏ်နဲ့ကံတရားပဲဖြစ်မှာပေါ့လူမသိနိုင်တဲ့အကြောင်းတရားဖြစ်တယ်။မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကတော့စိတ်ဆွဲလန်းမှုရဲ့စွန့်ဤတတိဟာ လူတွေရဲ့ရုပ်ကိုပြောင်းလဲစေတယ်ဆိုတာဒါသေးချာပြောင်းလဲစေအင်္ဂလန်နိုင်ငံမှာ အမျိုးသမီးနေတဲ့အခန်းမှာရှင်တော်အခေါ်ပေါ့ကပလီခနေခေတ်တော်အာဖရိကအာဖရိကန်လူရဲ့ကြီးမားတဲ့အယုတ်ကြီးတစ်ခုမိမိခန်းထဲမှာအလှပလုပ်ပြီးတော့ချိတ်ဆွဲထားသူခန်းထဲမှာနေသမျှဒီယုတ်ကြီးကိုမြင်ပါများတဲ့အခါကျတော့ မြင်မျက်စိထဲမှာစွဲလန်ဒီယုတ်ကြီးကမြင်နေတာဟုတ်မြင်နေရကနေပြီအဲ့ဒီမျိုးသမီးကကိုယ်ဝင်ရပြီးတော့မွေးလာတဲ့ကလေးကအဲ့ဒီယုတ်ကြီးဖြစ်တယ်ဒါစိတ်စွဲလန်မှုလို့ခေါ်ဒါကြောင့်မို့ရှိတော့ကပြီးပြီးတော့ရဲ့မွေးလာတဲ့ရင်သွေးသားငယ်တွေလှဖို့ပါဖို့ဆိုရင်လှတာပါတာလေးတွေကြီးဖို့လိုအပ်တယ်ကိုယ်အခန်းထဲမှာအလှပလေးတွေထားပါ ။ညဘို့ဆိုအယုတ်ဆိုးကြီးတဏ္ဍာကြီးတွေစိတ်ဆွဲသွားရင်လေယုတ်ဆိုးကြီးတဏ္ဍာကြီးတွေမွေးတတ်တယ်လို့ပြောတယ်နော်။စိတ်ဆွဲလန်းမှုပေါ်မှာမူတည်တာပေါ့။ဥပါဒါအစွဲတွေရှိတယ်။စိတ်ဆိုတာစိတ်ရစရုပ်ကိုထုတ်တယ်။စိတ်ကြောင့်ဖြစ်တဲ့ရုပ်ကိုစိတ်ရစလို့ခေါ်တယ်။ပမာရိစိတ်ရစဆိုတာတော့ယောဂနဲ့တွဲပြောနေကြ။စိတ်ရစယောဂဆို မာလိစာပေမှာအဘိဓမ္မာမှာသုံးတဲ့စိတ်တစားဆိုတာဘောနောမိုင်းလို့ဆိုလို့တယ်စိတ်ကနေမွေးထုတ်လိုက်တဲ့ယုတ်တရားစိတ်ကမွေးထုတ်တဲ့ယုတ်တရား ရှိတယ်ဆိုတာအမတမ်းမထင်ရှားတယ်စိတ်ဆိုးလူနေတဲ့လူရဲ့မျက်နှာနဲ့ကျဉ်တတ်နေတဲ့လူရဲ့မျက်နှာချင်းတူမမတူထုတ်ပုံချင်းချိတယ်ထွက်လာတဲ့အတန်ဉာဏ်လည်းမတူဒေါသထွက်နေတဲ့လူရဲ့ ဒေါသထွက်နေတဲ့လူတယောက်ရဲ့အတန်နဲ့စိတ်ပြောနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမရှိတဲ့ထွက်လာတဲ့အတန်ဒီအတန်နှစ်ခုကွက်ပြားခြားနာဒါသိတာတဲ့တာရကကိုပြောပြအဲ့ဒါကိုထုတ်သောအားဖြင့်လူရဲ့ရုပ်ပုံလွာတွေကိုလည်းပဲစိတ်ကနေထုတ်လုပ်ပေးတယ်ဒီလိုဆိုတော့နော်ခဏခဏစိတ်ဆိုးတတ်တဲ့ပုဂ္ဂိုလ်မျက်နှာကြောကြီးတင်းနေတဲ့ပုဂ္ဂိုလ် နောက်ကြဘာဖြစ်လဲဆိုငိုရေးရေးမရတော့မျက်နှာကြီးဖြစ်သွားတတ်တယ်။အဲ့ဒီမျက်နှာမျိုးဖြစ်သွားတင်းပြီးတော့နေတော့ပြုံးလို့မရတော့ဘူးနောက်ကြတင်းမာတဲ့မျက်နှာကြီးဖြစ်သွားတတ်တယ်။ဘာကြောင့်လဲလို့ဆိုတော့စိတ်ရဲ့ထုံလုံးမှုတွေကဓာရီကြီးပဲများလာတဲ့အခါဒီလိုဖြစ်တယ်။အဲ့တော့အခုဘဝကူးတဲ့အခါမှာလည်းပဲစိတ်ကြောင့်ဖြစ်တာကြီးရှိတယ်။အခုခေတ်ပြောမယ်ဆိုရင်တော့စိတ်ကနေပြီးတော့ genetic တခုဖြစ်စေတဲ့ genetic ကနေပြီးတော့လူကိုမွေးဖွားလိုက်ပြန်တယ်ဒီလိုပြောကြလဲပြောပေါ်လေနောက်တစ်ခါပြောမယ်ဆိုလို့ရှိရင်မြန်မာမိသားစု စစ်စစ်ကနေပြီးဥရောပရုပ်မွေးတာရှိခွန်ကြီးတို့နေတဲ့ရွာမှလည်းမဲတာရှိအဲ့ဒါလည်းအကြောင်းရှိတယ်ငါကညသားတွေမြင်အလွန်ကြောက်တယ်သူကကြောက်လို့ခြေကအုတ်ချွေးမှုတွေတကြီးတွေကဆွဲခေါ်ပြီးတော့ ဒီဖျက်ဖျားကာကွယ်စေတို့ဘာလို့ထိုးတော့ပေါ့သူစိတ်ထဲမှာကြောက်လွန်းအားကြီးတော့စွဲတစီမြင်ထားတဲ့လူကြောက်နေတယ်လို့ပဲသူကမွေးလာတဲ့ကလေးကအဲ့ဒီယုံကြည်တွေဖြစ်ကုန်ဟောဒီလိုဟာမျိုးဖြစ်တတ်တယ်ဆိုတာထူးဆန်းအောင်ဝယ် research လုပ်ထားရင်တော့လည်းဖြေထုတ်လို့ရမှာပေါ့ဒါကြောင့်အခုတော့ research လုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဖြေထုတ်မှုရအတိတ်ဘဝဆိုတာရှိတယ်ဆိုတော့ မြတ်စွာဘုရားကတော့ဟောထားမိသားပါ။တန်တရားကိုမြတ်စွာဘုရားဟောထားတော့အတိတ်ဘဝတွေရှိတယ်။အနာဂတ်ဘဝတွေလည်းရှိတယ်။ဘုရဝတ္တာတွေအတွက်ကတော့ဒီဒါနဲ့ပတ်သက်ပြီးဒီအကြီးအကျယ်ပြောစရာတော့မလိုဘူး။တန်တရားကိုလက်ခံမိသားဖြစ်နေသည့်အတွက်ကြောင့်တိတ်ဘဝတွေရှိတယ်ဆိုတာယုံကြည်လက်ခံမိသားဖြစ်နေတယ်